ခုနှစ်တက္ကသိုလ်ဝင်တဲ့ဆောင်မှုပဲဖြစ်ဆိုတဲ့အချိန်ဟာနိုင်ငံရေးကူးပြောင်းကာလဖြစ်နေတဲ့အတွက်အေးအေးချမ်းချမ်းနဲ့ပြီးဆုံးသွားစေချင်တယ်လို့တက္ကသိုလ်ဝင်တဲ့ဖြစ်ဆိုတဲ့ចောင်းသားမိဘတွေကပြောဆိုလိုက်ပါတယ်။ရန်ဒီကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။2015 2016ပညာသင်နှင့်တက္ကသိုလ်ဝန်ထမ်းစာမှုဘက်ကို match လ9ရက်နေ့ကနေစတင်ဖြည့်ဆူနေတာဖြစ်ပြီးအင်္ဂလိပ်စာဖြည့်ဆူနေတဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။လက်ရှိအချိန်ဟာနိုင်ငံရေးအကူအပြောင်းတွေရှိနေတဲ့အတွက်ចောင်းသားမိဘတွေအနေနဲ့ကတော့စိုးရိမ်ပူပန်မှုတွေအနေငယ်ရှိနေပေမဲ့အေးအေးချမ်းချမ်းဖြစ်သွားတာကိုပဲလူလာတယ်လို့ចောင်းသားမိဘတွေကပြောပါတယ်။ ။အဒီတော့ကတော့ဒီနှစ်မှာတပည့်ရဲ့အပြောင်းလဲတွေရှိတယ်ဆိုပြီးနဲ့ပူပန်မှုတော့ရှိကြတယ်လေ။အားလုံးကငင်းငင်းကြမ်းကြမ်းလေးနဲ့လည်းဖြစ်စေခြင်းနဲ့ဟိုတိုင်းပြည်လည်းတပည့်ရလေးဖြစ်စေခြင်းနဲ့အီဂျမ်မှုတွေလည်းဖြစ်စေခြင်းနဲ့အနာဂတ်လေးအတွက်လည်းကောင်းအောင်ပါအဲ့တော့အပူပန်ဦးလားဆိုတော့ပြည်သူလူထုတွေရောမိဘတွေရောအလုံးပူပန်ပါတယ်တပည့်ရဟမ်ပူတော့ပူပန်တော့ပဲဒါပေမဲ့လည်းအခုကသူ့နဲ့သူတွေ့တဲ့တဲ့ဆယ်လေးရောက်နေပါဘောသူ့နဲ့သူခေးသေးနဲ့လှုပ်သွားကြမှာပါဒါတော့ဖြစ်တော့ဖြစ်နိုင်ဖြစ်နိုင်ပါ တက္ကသိုလ်ဝန်ထမ်းဆောင်မှုဘက်ကိုကျောင်းသားအကျောင်းသူ6သိန်းကျော်ဝင်ရောက်ဖြည့်ဆူနေတာဖြစ်ပါတယ်။ဒုတိယအနေအတွက်အင်္ဂလိပ်စာမေးခွန်းကတော့အများစုဖြည့်ဆူနိုင်မဲ့အနေအထားမှာရှိနေတယ်လို့ကျောင်းသားအကျောင်းသူတွေကပြောပါတယ်။မနေ့ကမြန်မာသားကလည်းနည်းနည်းခက်တယ်ဒီနေ့အင်္ဂလိပ်စာတော့ပါနည်း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 လွယ်တယ်မြန်မာသားကခက်ပေမဲ့ဖြေနိုင်တယ်လေခက်ပေမဲ့ဖြေနိုင်တယ် ဆောင်မွေးဖြစ်ဆိုနေတဲ့ចောင်းသားចောင်းသူတွေရဲ့လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်တွေမိသက်တွေရက်ွက်မှတာဝန်ရှိသူတွေအပြင်ယင်ထင်းရဲတွေလည်းလာရောက်လုံခြုံရေးယူပေးနေတာကိုတွေ့ရပါတယ်။တက္ကသိုလ်ဝင်တဲ့ဆောင်မွေးဘက်ကိုတော့မတ်လ9ရက်နေ့ကနေ16ရက်နေ့ထိဖြစ်ဆိုရမှာဖြစ်ပါတယ်။ကျမနွယ်လီပါ။